အင်ဒိုနီးရှားနိုင်ငံဆူမတရာကျွန်းရဲ့နေရာတော်တော်များများကိုရေလွှမ်းမိုးသွားပြီးတဲ့နောက်ကေဆေးအဖွဲ့တွေဟာရှုံတော်ထက်ထက်ကြားထဲကနေအိမ်တွေနဲ့အလောင်းတွေကိုဒူးဖော်ရှာဖွေနေကြပါတယ်။ဒီသာကန်တွေကတော့ရည်စည်းနဲ့မြေပြိုမှုတွေကနေလွတ်မြောက်ဖို့တစ်ပင်တွေအိမ်ခေါ်မိုးတွေကိုဖတ်တွယ်ထားခဲ့ရတယ်လို့ပြောကြပါတယ်။ရေပေးတဲ့သူတို့ကကျမနဲ့ကျမသားအိမ်ကထွက်လာပြီး10မီတာလောက်ပဲပြေးရသေးတယ်။ချက်ချင်းမောင်မှိတ်သွားတာပါပဲ။အဲဒီနောက်ကျမတစ်ပင်မောင်းတက်လိုက်တယ်။တားလေးလက်ကိုလှမ်းဆွဲထားနိုင်ခဲ့ပေမဲ့ရေထဲပါလာတဲ့အရာဝတ္ထုတစ်ခုက ကျမတို့ကိုလာရိုက်တယ်ကျမသားလေးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်တယ်တေးရမယ်ဆိုရင်လဲတေးပါစီတော့လို့တွေးပြီးလက်ခံလိုက်ပါတယ်လို့ပြောပါတယ်တောင်ဝါရှားနဲ့ရှီတောင်အာရှမှာပျက်စီးဆုံးရှုံးမှုများပြားခဲ့တဲ့ရေကြီးမှုတွေမှာအင်ဒိုနီးရှားနိုင်ငံကအထင်အားဆုံးဖြစ်ပါတယ်လူပေါင်း1.5တန်းကျော်အိုးအိမ်ဆုံးခွာခဲ့ရပြီးလူ900ကျော်သေဆုံးခဲ့ပါတယ်တရားမွေတစ်ခိုးထုတ်တာတွေကြောင့်အခုလိုမိုးသီးတံဆိုရွာတဲ့တံကို ပိုဆိုးစေခဲ့တာလို့ဒေသခံတော်တော်များများကပြောကြပါတယ်။ဒီလူတွေကတတော်တွေကိုဂိမဆိုင်ကြဘူး။ ုတော့ဒုက္ခတွေကိုကျွန်တော်တို့ခါးစည်းခံနေရပြီကျမတို့ကသားကောင်းနေဖြစ်နေရပြီအရာအားလုံးပျက်စီးကုန်ပါပြီလို့ဒေသခံတူကပြောပါတယ်စီရီလင်္ကာနိုင်ငံမှာတော့ရေပြန်ကြစားပြုတ်နေပါပြီဒါပေမဲ့စီးပွားရေးချက်တဲကနေပြန်လဲရုံးထနေရတဲ့နိုင်ငံဖြစ်တာမို့ဒီလောက်ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုကိုတွန့်ပြန်ဖို့အိန္ဒိယနိုင်ငံတွေလောက်အရင်မြင်မရှိပါဘူးမုံမရွာခင်ကတည်းကကြိုတင်ပြင်ဆင်တဲ့အနေနဲ့အသက်82နှစ်အရွယ်ပြင်ဆင်ရေးလုပ်ငန်းလုပ်ကင်သူတူဟာသူ့ပစ္စည်းတွေကိုဆိုင်ရဲ့ဒုတိယတက်ကိုရွှေ့ထားခဲ့ပါတယ် ဒါပေမဲ့ electronic ပစ္စည်းတွေကိုရေမဆူအောင်ကာကွယ်ဖို့မလုံလောက်ခဲ့ပါဘူး။ဒီတဘာဘာဘေးကြောင့်ဒေါ်လာ2000ကျော်ဆုံးရှုံးခဲ့ရတယ်လို့သူကခန့်မှန်းပါတယ်။အရာအားလုံးရေထဲပါသွားပါပြီ။ခုတော့ကျွန်တော်တို့ဘာမှမရှိတော့ပါဘူး။တုံရအနေပြန်စားတော့မှာပါလို့ပြောပါတယ်။အခုလိုရေလွှမ်းမှုမှုဖြစ်စေတဲ့အားကောင်းတဲ့မုန်တိုင်းတွေဟာရှေ့တောင်အာရှအတွက်ပုံမှန်ခြေနေတဲ့ new normal ဖြစ်လာနိုင်တယ်လို့ရာသီဥတုပညာရှင်တွေကသတိပေးထားပါတယ်။ ဒီနှစ်မှာဒေသတွင်းပုံမှန်မဟုတ်တဲ့အားကောင်းတဲ့မိုးရွာသည်ကိုကြုံတွေ့ခဲ့ရပြီးမလေးရှား၊ဗီယက်နမ်နဲ့ဖိလစ်ပိုင်နိုင်ငံတွေမှာလည်းတည်ဆုံမှုတွေနဲ့ပြင်းထန်တဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်ခင်ဗျာ။